င်္ဂလာပါရှင်စမရီညူစန်အိုက်တီမြန်မာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရုရှားကိုချင်းချဲမရှိထောက်ခံဟုကင်ဂျုံအန်ဂတီပြူဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအန်ဟာရုရှားနိုင်ငံလုံးချင်းကောင်စီတင်ရင်မူစာကေရှရိုင်ကိုနေပြောင်းရမ်းမှတွေ့ဆုံခဲ့ကြောင်းမြောက်ကိုရီးယားဆွေရပိုင်း KRTM တန်ချာကဇွန်လ9ရက်နေ့မှာထုတ်လင်းခဲ့ပါတယ်ဇွန်လ၄ရက်နေ့ကကိုရီးယားလူ့သမားပါတီ WPK ဖိုးကော်မတီအုံချုပ်မှကျင်းပခဲ့တဲ့အစည်းအဝေးတွင်ကင်ဂျုံအန်က ယူကရိန်းနဲ့အခြားနိုင်ငံတကာကိစ္စရပ်တွေမှာရုရှားရဲ့ရည်တည်မှုတွေအတွက်ချင်းချက်မရှိထားခံကြောင်းကတိပြုခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာကပြောပါရယ်။သရိုနီယာဟာနှစ်နိုင်ငံရဲ့ဗတ်ပေါင်းဆုံးမာဗျာမြောက်မိဘဆက်ဆံရေးကိုခိုင်မာအားကောင်းစေရေးနဲ့နေပယ်တီတီမှာအပြန်လန်ပူပေါင်းဆောင်ရွက်မှုတွေကိုဆွေးနွေးခဲ့ကြပါရယ်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာမနေ့ကပြောင်းရန်ကိုတွားရောက်လဲပတ်ခဲ့ပြီးမြောက်ကိုရီးယားကောင်းဆောင်ကင်ဆုံအန်နဲ့ ထိတ်သိညီလာခံတွင်သဘောတူစာချုပ်တရက်ကိုလက်မှတ်ရေးထုတ်ခဲ့ပြီးသဘောတူစာချုပ်ထဲမှာလက်နက်ကိုင်ရန်စာမှုတွေနဲ့ရစနေရချိန်မှာစီရီအရာပြန်လည်ကာကွယ်ရေးကူညီပေးဖို့အချက်လဲပါဝင်ပါတယ်။ဆလပင်းတင်ဆက်ပြီးချန်နယ်သတင်းချောင်းလင်းကတော့တောင်ကိုရီးယားသမ္မတတေကမြန်မာပြည်ထနာကိုအာယုံဆိုင်နိုင်မလားဆိုတဲ့သတင်းလေးကို တင်ဆက်ပေးပါမယ်။ တောင်ကိုရီးယားမှာတော့မြန်မာရေးကိုအမြဲထောက်ခံအားပေးသလိုအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီနဲ့လည်းထိတွေ့ဆက်ဆံမှုရှိတဲ့အတိုက်ခံပါတီကောင်ဆောင်အီချင်းမြောင်သမရဖြစ်လာပါတယ်။သမရဟောင်ယွန်းဆိုယိုကဆေအိုချိုအီချင်းညာဖို့ကြိုးစားခဲ့တဲ့နောက်ဖီယိုဖီယဲဖြစ်ခဲ့တဲ့နိုင်ငံဟာ6လကြာမှရွေးကောက်ပွဲဖြစ်လာပြီးအတိုက်ခံကသမရဖြစ်သွားခဲ့တာပါ။အီချင်းမြောင်ဟာတိုက်ခံကောင်ဆောင်ကာလာကလေးကမြန်မာကောင်ဆရာနာသိမှုကိုဆန့်ကျင်ပြီးတောင်ဆန်းစုစီကိုလွှဲပေးရင်တိုက်တွန်းပြောခဲ့သူဖြစ်ပါတယ်။ အခုတောင်ကိုရီးယားရဲ့နိုင်ငံရေးခီအပြောင်းလဲကမြမရေးနဲ့တောင်ကိုရီးယားရောက်မြမရေးပေါ်ဘလို့တက်ရောက်မှုရှိလာမှာလဲသမရသည်ဖြစ်လာတဲ့အခြေအမြောက်ဟာမြမကစစ်တပ်အာဏာသိမ်းမှုကို2021ခုနှစ်ကတည်းကဆန့်ကျင်ရှုံချခဲ့သူပါအတိုက်ခံပါတီကောင်ဆောင်မွားနဲ့တောင်ကိုရီးယားနိုင်ငံကီယောင်ကီတိုပြည်နယ်ရဲ့အုံချုံရေးမှုဖြစ်ခဲ့ခြင်းကအန်ယူဂျီကတာဝန်ရှိသူတွေနဲ့ထိတွေ့ဆက်ဆံမှုတွေလည်းလုပ်ခဲ့ပါတယ်ဒါကြောင့်လဲတောင်ကိုရီးယားကိုအကြမ်းမျိုးစုံနဲ့ရောက်နေပြီး မြန်မာစစ်တပ်ကိုစန့်ကျင်တဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ visa နေထိုင်ခွင်လွန်ခွင့်တို့နဲ့ပတ်သက်ပြီးဖြေရုံမှုတွေပိုတိုးရလိမ့်မယ်လို့မျှော်လင့်ကြပါတယ်။တောင်ကိုရီးယားမှာမြန်မာနိုင်ငံသားတွေနေထိုင်အလုပ်လုပ်ကနိုင်တဲ့ visa မျိုးစားအနည်းဆုံး၄မျိုးရှိပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့တောင်ကိုရီးယားကိုအများဆုံးသွားရောက်ကြတာက E visa အလုပ် visa နဲ့ D visa ပညာရေး visa တို့ဖြစ်ပါတယ်။ဒါအပြင် F visa နေထိုင်ခွင့် visa နဲ့ G1 ဗီဇာဒေါက်ခတဲ့ဖြစ်ခလုံခွင့်ဗီဇာတွေလည်းရှိပါတယ်။ဒါပေမဲ့ဗီဇာမျိုးစာတစ်ခုချင်းစီလိုက်မှုကွဲအများကြီးရှိပါသေးတယ်။မြန်မာမှာဆရာနာသိမ်းပြီးတဲ့နောက်မှာတောင်ကိုရီးယားရောက်အလို့သမားတွေဒါမှမဟုတ်ဆန်နာသိမ်းဆန်ကျင်သူတွေဟာ G1 ဗီဇာဒါမှမဟုတ် G199 ဗီဇာနဲ့ခေတ္တခလုံခွင့်တောင်းခံကြပါတယ်။ဂျီဝမ်ကနိုင်ငံရေးနဲ့ပတ်သက်ပြီးလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ဆိုတာခိုင်ခိုင်မာမာပြနိုင်ရင်တက်တဲ့အခိုင်အမာနဲ့တင်ပြပြီး ိုင်ငံရေးခလုံခွင့်တောင်းခံနိုင်တာမျိုးပါလို့တောင်ကိုရီးယားမှာနေထိုင်တဲ့ကိုဝေဖြူဟန်ကပြောပါရယ်။ G199 visa မျိုးစားကတော့2020ခုနှစ်နောက်ပိုင်းမှာမြန်မာနိုင်ငံသားတွေအတွက်တရားစင်စားပေးချက်ဖြစ်ပါရယ်။မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံကိုပြန်ရတာခက်ခဲတဲ့အချိန်ခေတ္တနေထိုင်ခွင့်ပေးတဲ့ visa ဖြစ်ပြီး6လစီသက်တမ်းသိုးနေရပါရယ်။အလုံးမှာသက်တမ်းကုန်သားဖြစ်ဖြစ်တတိယကထွက်စားမပေးရဘဲဖြစ်ဖြစ် ဆက်မလုပ်ချင်မှုအလုပ်ထက်မင်းဒါပေမဲ့မြန်မာကိုမပြောင်းချင်သေးဘူးတက်တန်းလွန်နေရမျိုးလည်းမဖြစ်ချင်ဘူးဆိုတဲ့သူတွေကကိုရီးယားမှာခိုလုံခွင့်တောင်းတဲ့ဗီဇာပါဂျီဝမ်နိုင်နိုင်ကနိုင်ငံရေးပြန်ကောင်းရင်အကျုံးဝင်ပါဘူးလို့ကိုဝေဖြိုဟန်ကရှင်းပြပါရယ်။ဤစေမြဟာမြန်မာဆရာနာသိမ့်မှုကိုဆန့်ကျင်ခဲ့တယ်လို့တောင်ကိုရီးယားမှာတင်းရှောင်ခိုလုံရသူတွေနဲ့ကိုရီးယားရောက်မြန်မာရေလှောင်ရှာသူတွေကိုလည်းဒီဇိုင်းမမတ်ထောက်ခံအားပေးခဲ့သူဖြစ်ပါရယ်။ ဒါကြောင့်ပြီးခဲ့တဲ့2023ခုနှစ်သမရယူကပွဲမှာကလေးကသူကိုကိုရီးယားရောက်မြန်မာတွေကသမရဖြစ်စေချင်ခဲ့ပေမဲ့သမရဟောင်းရင်းစုယူကိုရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမဲ့2024ဒီဇင်ဘာမှာတိုင်းပြည်ကိုဆေးအုပ်ချုပ်ရေးအမိန့်ထုတ်ပြီးစစ်တပ်အုပ်ချုပ်မှုအောင်ရအောင်ဂျိုးပန်းနေဆိုပြီးသမရဟောင်းရင်းစုယူပြုတ်ချပြီးတဲ့နောက်6လအကြာမှာအီဂျေမြောင်သမရဖြစ်လာခဲ့တာပါ။ကိုရီးယားကအထက်လေးလုပ်ငန်းတစ်ခုမှလုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားကိုစုံမအောင်ရဲ့အမြင်က သမရာတေချောင်းအလောက်ကိုင်းတွင်ပိုကောင်းလာဖို့မျှော်လင့်နေပါတယ်။ကျွေရင်းနေတဲ့တာကိုရီးယားရဲ့စီဝိုင်းရေးကိုသမရာတေကနယ်လန်ပြန်ထူမှသာအလောက်ကိုင်းတွေပေါ်များလာပြီးမြန်မာနိုင်ငံသားတွေအတွက်ပါအလောက်ကိုင်းတွေအဆင်ပြေမယ်လို့သူကဆိုပါတယ်။တာကိုရီးယားနိုင်ငံမှာလောက်ကိုင်းတွေကအရင်ကထက်ပိုရှားလာတယ်။အခုသမရာတေကဒီပြဿနာကို အရင်ဖြေရှင်းဖို့မျှော်လင့်တာပေါ့။သူတို့နိုင်ငံသားတွေတော့အလို့ရှာရင်ဆိုရင်ကျွန်တော်တို့လိုနိုင်ငံခြားသားကပိုရှားတယ်။ သူတို့အလောက်ကစီးပွားရေးကောင်းမှကျွန်တော်တို့လည်းဒီမှာနေရတာအဆင်ပြေမယ်လို့ကိုစုံမအောင်ကပြောဆိုထားပါတယ်2024မေလ18ရက်နေ့ကကွမ်ကျူးမြို့၅သမတ်18နှစ်ပတ်လည်အခမ်းအနားမှာ NUG နိုင်ငံဆိုင်ဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးထော်စင်မာအောင်နဲ့ဒီဂျီမြောင်တောင်ကိုရီးယားမှာ2018ခုနှစ်ကလေးကရောင်းနေတဲ့မဟန်နီကတော့ သမရအသေးကြောင့်ယာယီခလုံခွင့်ဗီဇာယူထားတဲ့သူတွေအတွက်ညှိနှိုင်းချက်ကောင်းတယ်လို့မှတ်ချက်ပြုပါရယ်။ဒါပြင်သမရအသေးဟောင်းစီပွားရေးနယ်လန်းထွန်းနိုင်ရေးလုပ်မယ်လို့ယုံကြည်ကြောင်းပြောပါရယ်။ဖြေကောက်ပွဲမဲဆွဲကလာမှာအီဂျီမြောင်ကကိုရီးယားနိုင်ငံအတွက်ပြည်လဲမွေးဖွားလာရမယ်ဆိုတာကိုတွင်တွင်ပြောခဲ့တာကြောင့်မဟန်နီကယုံကြည်နေရပါ။တူကကိုရီးယားမှာတက္ကသိုလ်တက်ခဲ့ပြီးလက်ရှိမှာစိုးမျိုးကစားတောက်ဆိုင်ကြီးတစ်ဆိုင်မှာစဖို့မိုးလုံနေတဲ့အသက်30ဝန်းကျင်မြန်မာအမျိုးသမီးတအူးဖြစ်ပါရယ်။ သူကမကလည်း EPS လို့ခေါ်တဲ့နိုင်ငံခြားသားအလုပ်သမားခေါ်ယူတဲ့စနစ်နဲ့ရောင်းနေပြီးလက်ရှိမှာအလုပ်ခွင့်ရှာဖွေနေပါတယ်။လူဦးရေနဲ့ဒေတာတွေအတွက်နိုင်ငံခြားသားလူသားတွေကိုအစားထိုးမယ်ဆိုတော့ဗီဇာမျိုးမျိုးနဲ့ရလာနေတဲ့မြန်မာတွေအတွက်သမရအစ်တလက်ထက်မှာဗီဇာစီကံတွေဖြည့်လျှော့ပြီးအလောက်ကန်ခွင့်လန်းတွေရဖို့မျှော်လင့်ပါတယ်လို့မဟန်နီကဆိုပါတယ်။တောင်ကိုရီးယားမှာမြန်မာနဲ့တောင်ကိုရီးယားအစိုးရချင်းသဘောတူထားတဲ့အမတ်ပေးစနစ်နဲ့အလောက်ခန့်နေစနစ် EPS နဲ့အလုပ်လုပ်ကိုင်းသူက အများဆုံးဖြစ်ပါတယ်။စကားစီရဲ့လုပ်သမဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရကတော့2021ခုကနေ2024ခုနှစ်အတွင်း EPS အနေနဲ့ကိုရီးယားနိုင်ငံမှာအလုပ်လုပ်တဲ့မြန်မာနိုင်ငံသား635000ကျော်ရှိနေပါတယ်။အဲဒီအတွက်ရဆရာခိုင်နှုန်းကျော်လောက်ဟာဗီဇာသက်တမ်းလွန်နေပြီးတရားဝင်နေထိုင်သူတွေဖြစ်နေရဲ့လို့အလုပ်သမားရေးကူညီပေးနေသူတွေကဆိုပါတယ်။ တောင်ကိုရီးယားပြင်ပတောင်ကိုရီးယားမြန်မာဆက်ဆံရေးမှာတော့သမရာဇင်းနေနဲ့မြန်မာအနာသိစစ်တပ်နဲ့ဆက်ဆံမလို့တာဒါမှမဟုတ်မြန်မာရေးဖြစ်ရှင်နဲ့ပတ်သက်ရင်တောင်ကိုရီးယားကလည်းမြန်မာစစ်တပ်ကိုထိထိရရဖိအားပေးစီလိုတာမျိုးကိုတွန်လိုင်းအရာစရိဘက်ကလိုလာကြပါရည်တိုင်မဲဤချင်းများရဲ့နိုင်ငံခြားရေးမူဝါဒကခမရခတဲ့အထိအပြောင်းလဲတွေရှိခဲ့ပါရည်ဤသည်များဟာ2021ခုနှစ်မြန်မာကဆရာနာသိမှုကိုစန့်ကျင်သလိုမြန်မာစစ်တပ်ကပြည်သူတွေကိုလက်နက်နဲ့ပစ်ခတ်တဲ့ပြည်နေရကို လုံးဝလက်တင်မခံဘူးလို့အဲဒီကာလောင်းတော့ကရုတ်တန့်ဖိုင်နဲ့တကွပြောဖူးပါတယ်။နိုင်ငံတနိုင်ငံမှာစစ်တေရှင်ရဲ့အကြောင်းရင်းကတိုင်းသူပြည်သားတွေရဲ့အသက်အိုးအင်းစီစဉ်ကိုကာကွယ်ဖို့နဲ့ပြည်သူလုံးချုံရင်အတက်ဖြစ်တယ်လို့ဤစင်မြောင်ကပြောဖူးပါတယ်။မြန်မာပြည်သူတွေစိတ်နှလုံးမချမ်းမြေပဲနာကျင်ခံစားနေရမှာကိုသိပေမယ့်ညှောင်းလင့်ချက်နဲ့ရဲစွမ်းသတ္တိကိုမစွန့်လွတ်ဖို့သူကတိုက်တွန်းခဲ့ပါတယ်။မြန်မာဒီမိုကရေစီတွင်ဥထောင်နိုင်ရေးကိုထောက်ခံနေလို့လက်သုံးချောင်းထောင်ပြီးပြောခဲ့တာကို အဲ့ရုပ်သံဖိုင်မှာတွေ့ရှိရပါတယ်။အဲ့ရုပ်သံဖိုင်နဲ့ message ကို2021ခုနှစ်တုန်းကတောင်ကိုရီးယားရောက်မြန်မာចောင်းသားတွေစီစဉ်နေမြန်မာနေယူတော်လိုင်းရဲ့အမည်နဲ့အခမ်းအနားကိုသူကပေးပို့ခဲ့တာပါ။သမ္မတဤကျဲများဟာ1988လုံမြန်မာဒီမိုကရေစီရေလှရှာမှုတွေကိုထောက်ခံအားပေးခဲ့တဲ့တောင်ကိုရီးယားသမ္မတဟောင်းကေယိုးဂျုံလိုနောက်ထပ်သမ္မတတူကိုရလိုက်တာလို့တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NGO ကိုစလဲယုံတာဝန်ခံဦးရနိုင်ထွန်းက မှတ်ချက်ပြုထားပါရယ်အင်းကလို့တော့မြမရင်နဲ့ပတ်သက်ရင်ရှေ့ဆုံးကနေသူတက်ကြွစွာပါဝင်နိုင်မှု အားနေကောင်းနေနိုင်မိမယ်သူလှုပ်ပေးနိုင်သမျှအစွမ်းကိုလှုပ်ပေးမယ်လို့မျှော်လင့်ပါရယ်သမရဟောင်းကင်ယိုဂျုံဟာနိုဘယ်ဆုရရှိခဲ့တဲ့သမရကြီးဖြစ်ပါရယ်သူဆိုရင်မြန်မာဒီမိုကရေစီရေးကိုတောက်လျှောက်ပွင့်ပွင့်လင်းလင်းထောက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။အခုလေကိုရီးယားနိုင်ငံမှာဒီမိုကရေစီဘက်တော်သားသမ္မတတူရရှိလိုက်တာပါလို့ဥယျာဉ်နိုင်ထွန်းကပြောဆိုထားပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပြစီအားလုံးပဲကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေရှင်